မင်္ဂလာပါကျွန်တော်ဒေါက်တာဟန်ညောင်ပါကျွန်တော်ကသွားနေ Green Tooth ကိုဆောင်ဝင်ကြောက်ပါโอเคကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းရင်းတွေကတော့ Growth Modification Treatment အကြောင်းလေးကိုပြောပြချင်တာပါ Growth Modification Treatment ကကျွန်တော်တို့ဘာလဲဆိုတာအရင်သိထားမှာပေါ့နော်ကရိုမော်ဒီဖီကေးရှင်းထရီမန့်ဆိုတာတာတာမီမီလေးတွေအောင်မေယိုလေးတွေအရန်တိုးနေတာပဲဖြစ်ဖြစ်အပေါ်မေယိုလေးအရန်တိုးနေတာဖြစ်ဖြစ် လိုဟာတွေမှာကျွန်တော်တို့ကသူတို့တွေကိုနှိမ်ရတဲ့အချိန်မှာအယိုးလေးနှုတ်နေတဲ့အချိန်မှာလိုချင်တဲ့လှပတဲ့မျက်နှာပုံစံရအောင်ကျွန်တော်တို့ apply ရင်လေးတက်ပြီးတော့ကုသမှုပေးရတဲ့ treatment တစ်ခုမျိုးဖြစ်ပါတယ်အဲဒါမဲ့ group warrior team ကိုလိုရတဲ့အချိန်တိုင်းယူလို့မရပါဘူးကျွန်တော်တို့အချိန်မီအချိန်မှန် right time မှာပဲယူလို့ရပါတယ်။ဟုတ်တော့ဒီကောင်တွေက ကျွန်တော်တို့ကြီးထွားမှုအမြင့်ဆုံးအချိန်ကိုကျွန်တော်တို့ယူရတဲ့ဖြစ်တဲ့အတွက်မိန်ကလေးနဲ့ယောက်ျားလေးမှာဆိုရင်မိန်ကလေးဆိုရင်အပြိုပေါ်မဝင်ရင်အပြိုပေါ်ဝင်ခံနီးမှာကျွန်တော်တို့ကြီးထွားမှုယူရပါတယ်ယောက်ျားလေးမှာဆိုလည်းလူပြိုပေါ်မူနေလူပြိုပေါ်ဝင်ခံနီးမှာယူရပါတယ်အဲ့မဲ့ယောက်ျားလေးနဲ့မိန်ကလေးကအပြိုပေါ်ဝင်ခံနီးလူပြိုပေါ်ဝင်ခံနီးအချိန်အမြင့်ဆုံးအချိန်ညာမတူကြဘူးဆိုတော့မိန်ကလေးတွေကကျွန်တော်ယောက်ျားလေးတိုင်းပူပြီးတော့စောတယ်စောတဲ့ခါကျမိန်ကလေးတွေကျတော့ကျွန်တော်တို့6 9 10လောက်မှာလူပြိုကုသမှုကိုယူတင်တယ် ယောက်ျားလေးတွေမှာကြတော့90 70အလောက်မှာဒီကိုကုသမှုမျိုးယူတဲ့တော့ဘလိုကလေးမျိုးတွေကဘလိုအပိုင်းမျိုးတက်ရမလဲဆိုတော့ကျွန်တော်တို့အောက်မေယိုးလေးတွေအရန်သေးနေတဲ့ကလေးမျိုးတွေမှာအောက်မေယိုးလေးကိုရှည်လာအောင်အောက်မေယိုးရှည်လာကြအောင်ဘလိုတက်ရမလဲ twin block လို့ခေါ်တဲ့အပိုင်းတွေကိုတက်ရအောင်အဲ့ကောင်လေးတွေကဘာလို့ဆိုအောက်မေယိုးကိုဆွဲဆွဲဆန့်ပေးဆွဲဆန့်ပေးတဲ့ကလေးအောက်မေယိုးလေးရှည်လာမယ်တော့အောက်မေယိုးရှည်လာရင်မဖြစ်မလဲကလေးအောက်မေယိုးသေးတဲ့အခါကျရင်ကျွန်တော်တို့အောက်မေယိုးတွေကလေပြုံသွားဖြစ်ကလေးတွေကလေပြုံသွားဖြစ်တဲ့အချိန်မှာညဘက်အိတ်တဲ့အခါမှာကလေးတွေဟောက်တက်တဲ့ နောက်နောက် open mouth ဗဇက်ကြီးကို open mouth လီးတယ်ပေါ့နော်ဗဇက်ကြီးဖွင့်ပြီးတော့ mouth breathing နဲ့ attach ညာမျိုးဖြစ်တတ်တယ်ဒါတွေကဟိုကျွန်တော်တို့ treatment ကိုယူရမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်လာတာပေါ့နော်နောက်တစ်ခုကြတော့ဟွာအပေါ်မေယိုသေးတာအပေါ်မေယိုသေးတဲ့ခါကျတော့ကျွန်တော်တို့အောက်မေယိုကလေးကိုသွားစီရတယ်ဒီမှာအောက်မေယိုကအပြုံထွက်နေတာ အဲ့လိုဟာမျိုးမှာဆိုရင်ကလေးတွေကဆိုကြီးတဲ့ငယ်တဲ့အချိန်မှာတော့မသိတာမဲ့ကြီးတဲ့အချိန်မှာတော့အလားပါကြီးရတော့ပြင်းပြင်းနဲ့ဆိုကျွန်တော်တို့ငငယ်တွေကပြင်မထားရင်ခွဲတာစိတ်တိုင်းပဲလုံနေရတတ်တယ်နောက်တစ်ခုကကျွန်တော်တို့လူတိုင်းတော့ခွဲတာမှာမဟုတ်ပေမဲ့တချို့အရန် severe case တွေမှာကျွန်တော်တို့ခွဲတာလုပ်ရတယ် UO case တွေဒါပေမဲ့အဲ့လိုအရန် severe ဖြစ်နေမှာဆိုတော့ကျွန်တော်တို့သွားညှိခုလေးနဲ့ကုလို့ရောရတယ်အမေကုန်ချစိတ်ကြတော့ကိုများသွားနိုင်တာပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့တာတာမိမိတွေကိုငယ်တဲ့အချိန်မှာကျွန်တော်တို့ဒီ growth modification treatment ကိုယူနေတယ်။ ။ Okay အဲအကြောင်းကျွန်တော်တို့ group modification treatment ကိုဘယ်အချိန်မှယူတင်လဲမိပါရီကကလေးတွေကိုဘယ်လိုသတိထားပြီးကြီးတင်လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော် information sharing လုပ်ခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။